ဟိုဖိတ်ခေါ်တဲ့ပွဲတွေဝင်ရလိုက်တာနဲ့အဲအဲ့အနုပညာသမားဒလန်ဖြစ်သွားပြန်ရောဘောမဖြစ်သွားပြန်ရောအဲအဲ့လိုပဲအဲခင်ဗျားတို့ကမကုပါနဲ့ရုံးမတက်ပါနဲ့လို့ပြောထားတဲ့လူတွေကစေကုတာတို့ဟိုစာတင်တာတို့လောက်ရတခါဒလန်ဖြစ်သွားပြန်ရောဘာတိုင်းကြီးလဲဗျာဘလို့လူမျိုးတွေလဲကျွန်တော်မသိလို့မေးတာပါပထမတော့တိမ်မာကြောက်တယ်ဗျာသိလားကျွန်တော်မှမိသားစုတွေရှိတော့ဗျာနော်အတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့စကားပြောပြီးတော့လောက်တယ်အခုကတော့ဗျာစောက်ကူလည်းမဆိုင်တော့ဘူးသိလား ခင်ဗျားတို့လှုပ်ချင်ရတာလှုပ်တော့ဗျာအာယုံနဲ့နောက်လာပြီပြောချင်တာဟိုဘာပေါ့ဗျာတိတ်လားအကုသူတွေများများနဲ့ဗျာနော်ခင်ဗျားတို့ကလည်းမိသားစုတွေရှိတယ်ဗျာကျွန်တော်ကလည်းမိသားစုတွေရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ပွဲဝင်ကမိလို့ဒလန်လို့ဆွဆွဲဖက်ခံနေရသည့်အတွက်ပောက်ကွဲနေတဲ့လူရှင်တော့ဒိန်းတောင်တပည့်ကိုတော်တာရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကျွန်တော်ကဗျာနည်းနည်းပြောစရာရှိလို့ဗျာတိလားအားလုံးမင်္ဂလာပါဗျာကျွန်တော်အောက်ကဟိုကျွန်တော်တကယ်ကြီးနေရောအကုန်လုံးပေါ့နော်အပြင်ကြည်နေတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်စကားလေးနဲ့ပြောချင်လို့ဗျာအခုကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ပွဲကရနေနည်းနည်းအကုသူတွေများများလာအကုသူတွေများဆိုတော့ကျန်လာတော့မဟုတ်ပါဘူးတိရမလားအဲအရင်ဟိုဟွာကြီးတော့မဟုတ်ပါဘူးဗျာအော်ကျွန်တော်မင်္ဂလာပါ ကျွန်တော်မပြောလို့နေတာပါဗျာအခုနည်းနည်းတော့ပြောလိုက်အောင်မယ်ပွက်ကရင်လည်းအကုသူတွေများလို့ပါဗျာနော်အရင်တော့တော့မသိလို့အားပေးတာမသိလို့ငှားတာပေါ့အခုတော့မငှားတော့ဘူးအဲ့လိုဘောမမျိုးအဲဒီလိုသူတို့ကမကြားကြနိုင်ဘူးကျွန်တော်ဘယ်သူ့ဘောသွားမှလဲတော့မသိဘူးပေါ့ဗျာနော်ကျွန်တော်တွေ့ကျင်တာတော့အမ်ကျွန်တော်ဆရာကိုရင်းနောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုတိတာဆိုရင်လည်းတောက်မှန်တယ်အဲဒါတော့ကျွန်တော်ဆရာဖြစ်တဲ့အတွက်ကျွန်တော်တော့ဘောမဟုတ်ဘူးတကူလုံးမှားတာလေ ကျွန်တော်တောင်းပန်တယ်အဲအခုဘလို့ဖြစ်တယ်ဆိုကျွန်တော်ကျွန်တော်မြန်မာပြည်မှာလေကျွန်တော်မြင်တာလေးကိုပြောတာပါကျွန်တော်နုပညာသမားတော်တော် များများကိုဆဲလိုက်ကြတာမူချိုးမြစ်မြစ်ချိုးတွေဆဲလိုက်ကြတာအနုပညာအလုပ်တွေလုပ်လို့တဲ့အဲတချို့တချို့ကြတော့သူတို့အဖွဲ့စည်းတွေနဲ့ဟိုဘက်တိုင်းတစ်ပါးမှာကနေတာတော့နှိမ့်စင်တဲ့အမြပဲလိုင်းပေါ်မှာလည်းလူတိုင်းမြင်မြင်မယ်လို့ထင်ပါတယ်အဲသူတို့ကနေတာတော့တဲ့အဲဟိုအဝယ်ဖို့ဒီအဝယ်ဖို့ဗျာသိလားကျွန်တော်တို့ကနေတာကြတော့တဲ့ ဘောမနေတာဆိုတော့လည်းတော့မဟုတ်သေးဘူးဗျာကျွန်တော်တို့လည်းကျွန်တော်တို့ဝိုင်းရေးအတွက်ကျွန်တော်အလိုလောက်အောင်မယ်လीနော်ကျွန်တော်မှလည်းမိသားစုတွေအများကြီးရှိတယ်ဗျာသိလားပြောချင်တာလေအဲ့လိုပဲဗျာဟိုနိုင်ငံတော်ကဖိတ်ခေါ်ပြီးတော့ရိုက်တဲ့ပွဲတွေဗျာပညာပေးဇလန်းတို့စစ်ကားတို့ဘာညာပေါ့ဗျာကားတွေရှိလိမ့်မယ်ဗျာသိလားပြန်ကြားရေးရလိမ့်ပြီးတော့ခေါ်ရိုက်တာတို့ဘာလို့တုံးတာတို့ကျွန်တော်အမှုပညာသမားဖြစ်တယ်ဗျာနိုင်ငံတော်ပွဲဆိုရင်ဟိုငငယ်လေးတွေကမျောလေးချက်တွေရှိခဲ့တယ်တနေ့တစ်ချိန်ငါတို့ကဒီလိုနေရာမျိုးရောက်ဒီလိုကားလေးတွေရိုက်ချင်တယ်ပေါ့ဗျာအခုချိန်ထိလည်းရှိတုံးဗျာသိလားပြောချင်တာက အရင်တော့ကဆိုတော့သူ့လူနဲ့သူဗျာသူကအဝါမှာပိတ်နေတာဗျာအရင်တော့ကဆိုရင်တော့ဟိုအခုအခုဗျာဟိုဘက်ကိုရောက်သွားတဲ့ဘဲတွေဗျာသိလားသူတို့တာဖားလိုက်တွေရောနော်တစ်မျိုးလုံးတစ်ဆွေလုံးနေနော်ဒါတက်မတော်ကနေပြီးတော့ရိုက်တဲ့မတ်စတာ29ရက်နေ့တက်မတော်နေ့တွေမှာထုတ်လွှင့်တဲ့ရုပ်ရှင်ကားတွေကျွန်တော်တို့စောက်ကြည့်ခဲ့ရတဲ့ဘဝတွေပေါ့ဗျာသိလားအဲ့တော့ကသူတို့ရိုက်ကြတာဗျာတော်တော်များများပါဗျာအဲ့နော်သွားရိုက်ကြတာဟိုတော့အခုကြတော့ဗျာဟို ပညာပေးလေးနည်းနည်းလေးဟိုကနိုင်ငံတော်ကနေဖိတ်ခေါ်ပြီးရိုက်တဲ့ပွဲလေးတွေမြင်လာမြင်လာနဲ့ဟိုဟိုတခါတည်းကျွန်တော်တို့ဟိုဟိုတလန်ဆိုတဲ့ဟာကြီးကောင်းကြီးကတတ်တော့တာပဲဟိုဘာလဲကျွန်တော်တို့ကလည်းကျွန်တော်တို့မှာဝိုင်းရေးရှိတယ်မိသားစုမှာအနောက်မှာမိကိုစားတောက်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ဆိုဟာပေါင်၅ယောက်ဟာပေါင်၅ယောက်မှာဆိုကျွန်တော်အနောက်မှာကျွန်တော်မိကိုထားတဲ့လူရှင်တော်တဲ့၄ယောက်ရှိအောင်မယ်အဆိုတော်တွေရှိမယ် KVT တဲ့အဖွဲ့တွေရှိမယ်မိသားစုတွေအများကြီးရှိတယ်ဗျာသိလားအဲ့လိုပဲဗျာကျောင်းဆရာမှာဆိုရင်လေ သူ့ရဲ့ကိုသူ့သူတင်ပြမှုကောင်းလို့နော်သူ့အတန်းမှာတက်နေတဲ့ចောင်းသားတွေအများကြီးရှိတယ်ဗျာသိလားចောင်းသားတွေအများကြီးရှိတယ်လွယ်လွယ်လေးနဲ့တော့ចောင်းဆရာတယောက်ကတပည့်တွေကိုတော့အဲចောင်းဆရာစစ်စစ်ចောင်းဆရာမှစစ်စစ်တွေကတပည့်တွေကိုပြစ်ထားပြီးတော့ဗျာသိလားဘလို့အကြောင်းမျိုးနဲ့မှတော့မထွက်သွားရဲကြဘူးဗျာဆရာအစ်စ်ဆရာမအစ်စ်တွေကလေအဲအဲ့လိုပဲဗျာဟိုစီတူကကင်နဲ့ကြက်ကင်ကြီးရဲ့ဆရာဝန်ကြီးရတယ်ဒီတိုင်းပဲဘလို့လူမျိုးဗျာရန်သူတော်ဖြစ်ပလိစီဗျာသိလားလူနာတွေ့ရင်ဗျာ ဆရာဝင်လာလို့မေးစရာမလိုဘဲနဲ့သူ့အလိုလိုအတိစိတ်တက်ကလေပေါ်လွင်ပြီးတော့အတင်းလူနာတယောက်ကိုကုသပေးတတ်တဲ့ဆရာဝင်တွေအများကြီးရှိပါတယ်ဗျာကျွန်တော်တို့တိုင်းပြည်မှာပေါ့လေနော်အဲအဲ့လိုပဲဗျာရကြီးပိုင်းမှာလည်းအုတ်ချုပ်ရည်နော်ဟောအုတ်ချုပ်ရည်ဝါသနာပါတယ်လို့တည်တန့်ရှိတယ်ဗျာနော်တကယ်ရကြိုးရွာကျိုးကိုတကယ်တည်ဖို့ကျင်တဲ့လူငယ်တွေအများကြီးရှိပါတယ်ဗျာသိလားကျွန်တော်နဲ့လည်းဟိုအရင်တော့အတူတူ pride လောက်ဖူးတဲ့လူတွေကအခုတော့မြင်ကြမှာပေါ့ဗျာသိလားဆိုတော့ เอออุ๊ชุยมูตัดลงไล่ตาเนี่ยขะมะดลันผิดตัวอ๋อล่ะเออจนเปล่าจินน่ะเลยติล่ะดียักกว่ามายักกว่านี่ปิดดูเนาะมีบาเตียวตะเผยအများကြီးအကျိုးပြုနေတဲ့အုတ်ချုပ်ကြီးတွေအများကြီးရှိပါတယ်ဗျာသိလားနော်ဟာလာဘယ်လိုလူမျိုးမှသူရောက်ဘတ်တော်ဝင်လာလို့မရအောင်လဲဟိုကြက်တောက်အုတ်မကြီးလိုကာရန်ထားတဲ့အုတ်ချုပ်မှုတွေလည်းအများကြီးရှိပါတယ်အုတ်ချုပ်ကြီးဝင်လို့လိုက်တာနဲ့တလန်ခင်ဗျားတို့ကဟိုနိုင်ငံတော်ကဟိုဖိတ်ခေါ်တဲ့ပွဲတွေဝင်ရိုက်လိုက်တာနဲ့အဲအဲ့အမှုပညာသမားတလန်ဖြစ်သွားပြန်ရောဘောမဖြစ်သွားပြန်ရော အဲအဲ့လိုပဲအဲခင်ဗျားတို့ကမကုပါနဲ့ရုံမတက်ပါနဲ့လို့ပြောထားတဲ့လူတွေကစိတ်ကုတာတို့ဟိုစာတင်တာတို့လောက်ရတခါတလန်ဖြစ်သွားပြန်ဟောဘာတိုင်းကြီးလဲဗျာဘလို့လူမျိုးတွေလဲကျွန်တော်မသိလို့မေးတာပါကျွန်တော်တို့မှလည်းဘိုက်တွေပါတယ်ဗဇက်တွေနဲ့ကျွန်တော်တို့နောက်မှမိကိုစားတော့လူတွေအများကြီးပါတယ်ခင်ဗျားတို့လည်းခင်ဗျားတို့ကခင်ဗျားတို့အစင်ပြေလို့သွားလောက်တာကျွန်တော်တို့မပြောဘူးခင်ဗျားတို့လည်းတခါမှလည်းမတိုက်ခိုက်ဘူးသိလားကျွန်တော်တို့တိုက်ရိုက်ကြီးကွန်မန့်အောင်းတွေရောဘွက်ကရင် နေရာမှာရောဟုတ်နော်အနောက်ရှက်ပေးလို့ကျွန်တော်ဒီစကားကိုကျွန်တော်ပြောရတာတိလာနော်ဘာဆန်လို့လဲဗျာဟုတ်တယ်မလားကျွန်တော်ကြောက်ဘူးသူမှထောင်းလည်းမကြောက်ဘူးတန်းလည်းမကြောက်ဘူးလေဟိုလူနဲ့ပိုင်နေဒီလူနဲ့ပိုင်နေဆိုပြီးတော့ကျွန်တော်ဘာမှလည်းမလုပ်ဘူးလေဗျာတိလာကျွန်တော်ဘယ်သူနဲ့မှလည်းမပိုင်ဘူးလေဗျာပြောချင်ထိုင်းနိုင်ငံချင်းပိုင်နေကန်ချာနဘူရီတွင်တရားမဝင်မြန်မာနိုင်ငံသား38ဦးဖမ်းဆီးခံရ ိုင်းနိုင်ငံချင်းမိုင်မြို့နယ်ကန်ချာနဘူရီခရိုင်တွင်တရားမဝင်မြန်မာနိုင်ငံသား38ဦးဖမ်းဆီးခံရကြောင်းထိုင်းနိုင်ငံမှလာသောသတင်းများအရသိရှိရသည်ယနေ့နိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းချင်းမိုင်မြို့မှဗန်ကောက်မြို့သို့တက်သည့်အမြန်လမ်းတွင်ရှမ်းလူမျိုးတဦးမောင်နှင်လာသောကားတစ်စီးကိုရက်တက်စစ်ဆေးရာထောက်ထားအပြည့်စုံမပါသောမြန်မာနိုင်ငံသား9ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းမြန်မာနိုင်ငံသားများမှချင်းမိုင်ဗန်ကောက်မြို့သို့အလုတ်သွားရောက်လုက္ကန်ရန်တဦးလျင်ထိုင်းဘက်ခွနဲ့ရပေး၍ တွာလာကြစဉ်ဖန်ဆီးခံရခြင်းဖြစ်ကြောင်းသိရှိရသည်အလားတူထိုင်းနိုင်ငံကန်ချနဘူရီခရိုင်နောင်ဘုံကြေးရွာအုပ်စုလေးရှိတိုက်ခန်းတွင်အထောက်ထားမဲ့နေဆက်ဖြတ်ကျော်ဝင်ရောက်လာသောတရားမဝင်မြန်မာလုံတမား29ဦးကိုယမန်နေ့နံနက်ပိုင်းထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်းသိရှိရသည်အဆိုပါမြန်မာလုံတမား29ဦးမှာမလေးရှားနိုင်ငံသို့တွားရောက်မိသူများဖြစ်ပြီး တအူးလျင်ထိုင်းဘတ်ငွေ95000မှထိုင်းဘတ်ငွေ65000အထိပေး၍မလေးရှားတွားရောက်အလုပ်လုပ်ကြမည်သူများဖြစ်ကြောင်းထိုင်းနိုင်ငံတွင်တွင်လည်းရွှေပြောင်းသွားလာစဉ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရှိရသည်ဖမ်းဆီးရရှိသောတရားမဝင်မြန်မာနိုင်ငံသား38ဦးကို ထိုင်းအာဏာပိုင်များကနိုင်ငံတွင်တရားမဝင်ဝင်ရောက်မှုဖြင့်ဖမ်းဆီးစစ်ဆေးအမှုဖွင့်ထားကြောင်းသိရှိရသည်နာကျွန်တော်တို့ဘိုက် စာမဆိုလို့ကျွန်တော်ဝမ်းယူအတွက်ကျွန်တော်ရှာဖွေစားတောက်တာဗျာတိလားမုံဆိုးမှတွေးတွေးတွေးကြည့်လိုက်ဗျာကြားလည်းမတွေးကြည့်နဲ့ဗျာတိလားဟိုပြောချင်တာဗျာခင်ဗျားတို့လုံနိုင်လို့ခင်ဗျားတို့တော်လုပ်တဲ့အရာကိုကျွန်တော်တို့ဘာမှမပြောသလိုကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့လုပ်နေခင်ဗျားတို့ဘာမှမပြောနဲ့ဗျာတိလားအဲလူတိုင်းကတော့ကျွန်တော်ထောက်ခံလိုက်မှာထောက်ခံမှာမဟုတ်ဘူးဗျာတိလား90 90ပဲကျွန်တော်ထောက်ကန်တဲ့လူရှိသလိုမထောက်ကန်တဲ့လူရှိတယ်ဗျာကျွန်တော်ချစ်တဲ့လူရှိသလိုမုန်းတဲ့လူရှိတယ်ဗျာလူဆိုတာဒါပဲကျွန်တော်ဒီလက်ငါးချောင်းတော်ဗျာတိလားအတူရှိမတူးဗျာ ကျွန်တော်တို့အတူတူမွေးထားတဲ့ဖေးတယောက်တည်းမေးတယောက်တည်းကမွေးထားတဲ့ညီကိုမောင်နှမတော်မှာတယောက်နဲ့တယောက်စိတ်ချင်းမတူဘူးဗျာသိလားနော်ကိုးကွယ်တာချင်းမတူဘူးဗျာအသိစိတ်တတ်ချင်းမတူဘူးဗျာအသက်ရှူတာချင်းမတူဘူးဗျာကြိုက်တာချင်းမတူဘူးဗျာမိမယူတာကိုလည်းတယောက်တည်းယူလာတာမဟုတ်ဘူးဗျာအမှညီကို၄ယောက်ရှိတယ်ဆိုမိမတယောက်တည်းယူလာတာမဟုတ်ဘူးသူလည်းသူ့မိမနဲ့သူကိုလည်းကိုမိမနဲ့ကိုကျွန်တော်ပြောချင်တာသဘောပေါက်တယ်မလားအားလုံးနားလဲလွယ်အောင်ပြောတာဗျာခင်ဗျားတို့ကရှင်းပြလဲနားမလဲလို့ဗျာသိလားခင်ဗျားတို့နားလဲလွယ်အောင်ပြောပြတာ သိလားခင်ဗျားတို့အဲ့လိုနားလဲလွယ်အောင်အလုံးလက်ကြီးဒီလိုအလုံးကြီးပြတာတော့ခင်ဗျားတို့ကမသိမသိဘူးဖြစ်ဖြစ်နေလို့အကုန်လုံးလိုက်ပုတ်ခတ်နေလို့နမကြီးတဲ့လူတွေသွားပုတ်ခတ်ပါလားခင်ဗျားတို့နောက်ဆုံးဟိုဘာမှမဟုတ်တဲ့ဘာဘာစောက်နမဲမှမရှိဘူးကျုပ်အဲ့လိုလူမျိုးတော်မှခင်ဗျားတို့ရှောက်ပြောနေတယ်ခင်ဗျားတို့စဉ်းစားကြုံနေပြသိလားပထမတော့တိမ်မှာကြောက်တယ်ဗျာသိလားကျွန်တော်မှမိသားစုတွေရှိတော့ဗျာနော် အတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့စကားပြောပြီးတော့လှုပ်တယ်အခုကတော့ဗျာစောက်ကူလည်းမဆိုင်တော့ဘူးသိလားခင်ဗျားတို့လှုပ်ချင်တာလှုပ်တော့ဗျာအာယုံနဲ့လည်းနောက်လာပြီပြောချင်တာဟိုဘွာပေါ့ဗျာသိလားအခုသူတွေမများနဲ့ဗျာနော်ခင်ဗျားတို့ကလည်းမိသားစုတွေရှိတယ်ဗျာကျွန်တော်ကလည်းမိသားစုတွေရှိတယ်ခင်ဗျားတို့လည်းကရတယ်ဗျာကျွန်တော်လည်းကရတယ်ဟုတ်လားဒီရက်ွက်ထဲမှာနေဒီရက်ွက်အုတ်ချုပ်ရမှုဟာကိုတော်ရေးကျွန်တော်ရုံးရှင်မှာဖြောပြေးလေးလာလောက်ပေးပါဆိုကျွန်တော်သွားလောက်ရမှာပဲလေ ဟုတ်မဟုတ်ဗျာရက်ကွက်အုတ်ချုပ်မှုဆိုတာဒါလူကြီးပဲ तू ကတလေးစားခေါ်ကျွန်တော်တလေးစားတော့ကရမှာပဲခင်ဗျားနဲ့မတက်တဲ့လူကအုတ်ချုပ်မှုလို့ကျွန်တော်အုတ်ချုပ်ဘူးခေါ်တဲ့နေရာကိုသွားလိုက်တာနဲ့ခင်ဗျားနဲ့ကျွန်တော်နဲ့မတက်တော့ဘူးလားမဆိုင်ဘူးလေဗျာသိလားမဆိုင်ပါဘူးခင်ဗျားညာဦးကပိုင်ပြူတာနဲ့ဟိုးမှာဗျာပတိယနမကြီးချီကျိုးတာနဲ့တခြားစီပဲဘာမှမဆိုင်တဲ့ကိစ္စလေဘူးမပြောကြပါနဲ့ခင်ဗျားတို့လုံနိုင်လို့ခင်ဗျားတို့လုံတာ အာငါလောက်တယ်လုံနိုင်တယ်ငါဘယ်လိုဒီလုံနိုင်တယ်ငါဘယ်လောက်ထိလုံနိုင်တယ်ခင်ဗျားတို့ခင်ဗျားတို့ဘယ်လိုပဲကြောကြောဝါဝါကျွန်တော်စိတ်လည်းမဝင်စားဘူးကျွန်တော်မလုံနိုင်တေချာတဲ့တစ်ခုကတစ်ခုပဲရှိတယ်ခင်ဗျားတို့သိအောင်ပြောပြလိုက်တစ်ခုလေးပဲနော်ကျုပ်တို့မြန်မာနိုင်ငံနဲ့တိုင်းတစ်ပါးနဲ့ဗေနိုင်ငံနဲ့ပဲဖြစ်ဖြစ်ခင်ဗျားဖွဲတဆုပ်နိုင်တဲ့အဖိုးကြီးအားစားထားပါလားမှာတေချာတဲ့ဘယ်သူမှ like ခေါ်နေစရာမလိုဘူးတေလား ဘာမဟုတ်ခမရအတိတ်မှမရှိတာခမရတို့ဟိုအတ္တဆန်တဲ့အလုပ်တွေကိုရှောက်ပြီးတော့ခမရတို့လုံနိုင်လို့ခမရတို့လုံတာလေမလုံနိုင်တဲ့လူမလုံဘူးလေဗျာဘာဖြစ်လို့လိုက်ပြီးတော့ချီးပူနေတာအောင်းနေမနောက်ကြပါနဲ့ဗျာကိုအလုပ်ကိုကိုလုံကြကိုမိသားစုဝန်ယူကိုကိုရှာဝေစားတော့ကြခမရတို့လည်းကျွန်တော်ဘာမှပြောဆိုကျွန်တော်တို့လည်းမပြောကြပါနဲ့ကျွန်တော်တောင်းပန်တယ်နော်